တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April လတရနေ့ရနေ့ခொနည်းနေ့တွင်ကာလဟာ ကောင်းသောပြောင်းလဲမှု ဖြစ်စေများနဲ့တိုးတက်မှုဖြစ်ရများကိုကြုံတွေ့မယ်နေကျက်သောရက်ကိုကျော်လွှားလာပြီးတဲ့အချိန်ကစပြီးတော့ ကကြမာ ပြောင်းလဲဖြစ်စေပဲကိုဥတည်နေတယ်။ပြီးခဲ့တဲ့မတ်နစကိုနေချပီကလာနေဒီခုလွမြောက်လာပြီဒီကလာဟာ ကိုယ့်ရဲ့ဘဝရဲ့ထူးခြားတဲ့ကံကြမ္မာရဲ့စတင်ခြင်းကိုတနည်းနည်းတွင်နေမွေးသည်တွေခြုံတွေ့ရမှာပေါ့ရှင်မချစ်သည်တွေထားပြီးအောင်မြင်မယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ်ဘဝတွတ်တက်မှုရဲ့အနေသာရကိုရရှိနိုင်မယ် တရနေ့မှာထူးခြားတဲ့အောင်မြင်မှုနဲ့ဒုတိယမလီကိုဖန်တီးနိုင်ခွင့်ရှိတယ်။နေ့ရက်နေ့မှာကောင်းသောအပြောင်းလဲနဲ့ဒဏ္ဍနဲ့ပေါ်မယ်။နေ့ရက်နေ့မှာအသွာလန်နေထိုင်ကယူဆိုင်ရမှာအဲ့ဒီမှာမတော်ဆန့်နေတဲ့တည်ထားရမယ်။အရှိရကူတည်သွားစေ။အနည်းရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်အတွက်ကယူဆိုင်ရမယ်။ သုံးရက်နေ့ကတော့ငွေကြေးခံလုပ်ငန်းခံတုံးဆုံးတွေ့တက်တဲ့နေ့တစ်ခုဖြစ်တယ်။လေးရက်နေ့မှာမူလရည်မှန်းတာနဲ့လက်တွေ့ကြောင်းမယ်အတိုက်ခံတဲ့ဂျုံပြီးမှလိုရာပြည့်စုံမယ်။ငါးရက်နေ့ကတော့အေးပါတဲ့ဆုံးဖြတ်ခြင်းနဲ့ဘဝတွေ့တက်မှုတွေရှိနိုင်တယ်။၆ရက်နေ့ကရပိုင်ခွင့်တွေလက်ဝယ်ပြန်ရပြီးတော့9ရက်နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝရဲရအပြားပြား ကောင်းသောကံကြမ္မာနဲ့တွတ်ထက်ခြင်းဤရှိမယ်။ဒီတပတ်တကာလအတော်တွေမှာတင်းနှင်းလာနေတောက်ကြနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်။ဇာသပတိနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ချက်တွေဖြစ်တတ်တယ်။နံပါတ်1 6ခုကနဲ့နေအချိုးပေးတယ်။အပြာရောင်ပန်းရောင်ညောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရဲ့ ကောင်းခြင်းကတ္တမနဲ့ဒုထက်ခြင်းရဲ့နှစ်သာရတွေထူးခြားစွာရရှိနိုင်တယ်။ဒီတပတ်တာကာလအတွင်းတွင်အထူးပြုသောအကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကတကူလာရဲ့ပထမဦးဆုံးသောအင်္ဂါနေ့အဲ့ဒီဟာထူးခြားတဲ့စွာတတိရှိတယ်။အဲ့ဒီမှာဆူတောင်းဖြစ်တယ်ဒါပေမဲ့ဆောင်းရမယ်စနစ်ကတော့စနစ်ချဖို့ရိတ်ချတယ် အဲ့ဒီဒဂုဏရဲ့ပထမဆုံးအင်္ဂါနေ့ကဧပြီတရနေ့နဲ့သွားတက်ဆိုင်မြည်သည့်နေ့မွေးသူမဆိုးအဲ့ဒီနေ့မနဲ့ကိုးနိုင်ချိန်မှာဖះစီဒီကိုသွားပြီးဖះရဲ့ဗုဒ္ဓတော်မှာပတောင်းညွန့်၁၂ညွန့်တင်ပြီးတော့လိုရာဆန္ဒပြုတနှစ်တာအတွင်းကိုလိုချင်တဲ့အကြောင်းအရာတွေ ဆန္ဒပြုပြီးတော့စွတ်တောင်းရဲ့အဲ့ဒီစွတ်တောင်းတကယ်ပြည့်တယ်ဒါကတနှစ်မှမှတလတလမှမှတရက်တရက်မှမှ တမနဲ့ပဒောက်တို့ရဲ့စွမ်းသတ္တိရှိတယ်ဆိုတော့စာစုပေါ်တင်တာအဲ့ဒီဒီပဒောက်ညွန်စနေညွန်ကိုအဲ့ဒီတကူးလာရဲ့ပထမဆုံးအင်္ဂါနေ့မနေ့9နိုင်ချိန်မှာ ဗုဒ္ဓတော်မှာသွားပြီးဒီပတော်ဆန္ဒရှင်ကိုတင်ပြီးတော့လောရာဆန္ဒပြုရင်တကယ်ကိုအောင်မြင်တယ်လက်တွေ့စမ်းသပ်နိုင်မှုတွေဒီတပတ်ရဲ့ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ၂၀၂၅ဧပြီလ၁ရက်နေ့ညနေ ခုနှစ်နှစ်တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ရှင်မန်းချက်တွေကိုအကောင့်ထဲဖော်ပြီးဘုရားအောင်မြင်နိုင်တယ်။ခီးကိစ္စအစဉ်ပြေမယ်။အကြီးကဲအမျိုးသမီးများအမေဖွားတော်တို့ရဲ့စံပယ်ကိစ္စမယ်။မထင်မှာပဲခီးသွားနေမယ်။ခြံကားခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းတွေအောင်မြင်နိုင်မယ်။အယဝေးနိုင်ငံရဲ့ခြံနဲ့ပတ်သက်တဲ့ ကောင်းခြင်းသတင်းစကားနဲ့တိုးတက်ခြင်းများကို ကြုံတွေ့ရမယ့်နေထရှိဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုလုံးအောင်မြင်မယ်တရနေ့မှာခရီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလှုပ်တာလေးတွေအစဉ်ပြေမယ်ကံကြမ္မာမြင်မှားခြင်းနဲ့တိုးတက်ခြင်းရှိမယ်နေ့ရက်နေ့မှာဝေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်မတော်တဆနဲ့တည်ထားမယ် အရှိရကုတီသွားစဉ်နေရှိတဲ့တမနဲ့ခွန်နိုင်ခွဲနဲ့ခိုးနိုင်တွင်မှသတိထား။သုံးရက်နေ့မှာရံပတိဖက်ကရင်နဲ့ရင်ဆိုင်ပြီးမှတို့ရပြည့်စုံမယ်။အလွယ်ရာချင်းဖြစ်ခြင်းမရှိဘူးတိုက်ခတ်နေရံနဲ့ရှင်းပြီးလုပ်ရမယ်။လေးရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်မယ်။စားလိုက်တဲ့ကိစ္စမှမြထူးထူးခြားခြားကောင်းနေမယ်။ငါးရက်နေ့မှာအချွေးမီဟောင်းတွေပြန်တောင်းခံလို့ရတယ်။ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုလို့ရတယ်။ ခီးကိစ္စအစဉ်ပြေတယ်6ရက်နေ့လက်ဖွင့်ကပ်ဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းနဲ့ရှိမယ်ရှင်မန်းထားသည်များဆောင်ရွက်၍ထူးချိုးပေးတယ်ခொနည်းနေ့မှာရှင်ပြန်မှုပသမအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နေသာရကိုရရှိမယ်ဒီတပတ်တာကာလအတွင်းမှာဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကို ကောင်းချိုးပေးမယ်တနေ့ကတွင်တင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ရှစ်တွေကတိကောင်းနေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါတယ် နှစ်ခုကိုကနန်းနေချိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလူရှိရာကိစ္စများဆောင်ရွက်နိုင်ပါလေဒီကာလအတွင်းထူးပြဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧဘရလ10ရက်နေ့တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့အဲ့ဒီမနေ့ကိုးနိုင်ချိန်မှာဘုရားစီတီရဲ့ဗုဒ္ဓတော်မှာဗဒောင်းညွန့်စနေညွန့်သွားရောက်တင်ပြီးတော့ အလိုရှိရဆန္ဒပြုပါဒါတနည်းမှာတရက်တရက်မှာမှအဲ့ဒီ10မိနစ်အဲ့ဒီအချိန်မှာလုပ်ရယ်ဆူတောင်းပြည့်တဲ့ထူးခြားတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့ဆုံးချပြီးကောင်းခြင်းကံကြမ္မာကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလတရက်နေ့ရနေ့ခொနည်းနေ့တော်တွင်မှာ ကောင်းသောကံတွေရှိတဲ့ရန်တိုက်ကံတွေနဲ့လည်းကြုံမယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်ကိုလိုချင်တဲ့ဖြစ်လို့တဲ့ကိစ္စတွေအကုန်လုံးကိုလည်းအတိုက်ခံတွေကြားရထိုးပေါက်ပြီးလောကိုင်းနိုင်တယ်ဆာရွက်ဆာတဲ့ငွေကြေးလက်ပြောင်းလက်တွေသတိထားမယ်ဈာဝင်တာဝန်ယူခြင်းအမခံခြင်းမပြုရအောင်သူများပြဿနာကိုယ်ပြဿနာဖြစ်ရန်တိုက်ခံတွေနဲ့တိတ်တိတ်တွေ့ရတဲ့တဲ့ဝေကြီးပေးယူညင်းပွားစရာတွေရှိတတ်တဲ့အတွက်ဝေပေးငွေကြီးကိစ္စမှန်သမျှတတိနဲ့ဆောင်ရွက်ရမယ် အခြေပြတာရေးတွေမှာလည်းမထင်မှတ်ထားတဲ့ပြဿနာသေးလေးရတယ်ကြီးစားပြဿနာတွေဖြစ်ကိုးပြောင်းတတ်တယ်ခီးကိစ္စစီစဉ်လို့အောင်မြင်နိုင်တယ်ပြီးရတော့ရန်တိုက်ခင်နေတဲ့ရှင်ပြီးလောရတဲ့နေ့အရာရာသတိထားတဲ့နေ့ဖြစ်တဲ့နေ့ရက်နေ့မှာဝေကြီးကလုပ်ငန်းကဘဝကတိုးတက်မယ်အပြောင်းလဲတွေနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်အရှိရကိုတည်သွားစေရနေရှိတတ်တဲ့သတိထားမယ်မနဲ့ ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြသတိထားသုံးရက်နေ့မှာရံပတိဘက်ကနေနဲ့အောင်မြင်ခြင်းတွေကိုဖောက်ထွင်းပြီးတော့လုပ်ကြနိုင်တဲ့ကံအရာရာဆင်ပြောင်းဆောင်ရည်နဲ့အခွင့်အရေးတွေရှိလာမယ်။လေးရက်နေ့မှာ ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ဝေကြီးကလုပ်ငန်းကဘဝကတိုးတက်မယ်။စီးပွားကံထူးကောင်းမယ်။မထင်မှန်ပဲကိုငွေကြေးဝင်လိမ့်မယ်။၅ရက်နေ့မှာအတိုက်ခံအမတန်များမယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။ ခတိပြတ်တဲ့သူတွေနဲ့တွေ့တတ်တယ်။၆ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုယ်တည်းအမတန်ကောင်းတယ်။လမ်းကြောင်းသေးနဲ့ထိုးပေါက်ပြီးတိုးတက်သွားမယ်။ဆုံးဖြတ်ချက်မှန်လိမ့်မယ်။၇ရက်နေ့မှာကျွေးဟောင်းပြန်တောင်းလို့ရတယ်။ခီးသွားလို့အဆင်ပြေမယ်။သွားနေကြမှုတဲ့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်။ထူးခြားတဲ့ကံကြမ္မာကောင်းတွေပေါ်ထွန်းလာလိမ့်မယ်။ဒီတပတ်တာကာလအတော်တွေမှာဇာသပတိနေ့ ဗုဒ္ဓဟူးနေ့သောကြနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ကနေမွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်တင်ငါကိုကနန်းနေချိုးပေးတယ်အစိမ့်ရောင်ဖြူရောင်မိခွန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်တယ်အေငါနေ့မွေးသူတွေအတွက်တကူးလာရဲ့ပထမဦးဆုံးအေငါနေ့ဧဘရလ10ရက်နေ့မနေ့9နိုင်ချိန်မှာ ဗဒောင်းညွတ်72ညွတ်ဖရာဇေဒီရဲ့ဘုဒ္ဓတော်မှာမနေ့9နိုင်အချိန်တိတိကျကျသွားရောက်ပြီးတော့တင်ပြီးတော့အလိုရှိရဆန္ဒပြုအဲ့ဒီဆူတောင်းနေမလွဲဧကတိချမှုကြပြည့်စုံနေပဲကျေးဇူးတင်ပါတယ်ဘုဒ္ဓနဲ့ဝေသူအလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ1ရက်နေ့ကနေခொနည်းနေတော်တွေမှာ ပြောင်းလဲမှုနဲ့တိုးတက်ဖို့ရှိတယ်ရေမှန်းချက်တဲ့အောင်မြင်ပဲဆုံးဖြတ်ချက်မှန်ပဲလုံးသမျှထူးခြားတဲ့တန်လန်းနဲ့အောင်မြင်သောအကန့်ခွင်လန်းတွေကို ပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်ဒီကာလအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်အပြောင်းလဲသစ်ရှိမယ် နေရာသစ်ဝင်းကျင်သစ်တွေနဲ့ပတ်သက်တဲ့သွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိအလူဒါနမထင်မှတ်ပဲပြုရလိမ့်မယ်။ဆော်ရတဲ့ကိစ္စရဲ့ကံကြိုးပေးမှုတရားနေမှာကြုံမယ်။အရာရာကောင်းသောနေထိုင်ရှိမယ်။နေ့ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝယ်ပြန်ရခြင်းဝေချေကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိမယ်။မတော်စတိကေမန်ဒီအကျိုးဆက်ရမယ်။အရှိရကုန်ဒီသွားစရာနေရှိတတ်တယ်။မနေ့ခုနှစ်ခွဲနဲ့ခုနှစ်တွင်သတိထားရမယ်။ တော်ရည်နဲ့အရာရာကံကောင်းခြင်းနဲ့ဘဝထွက်တဲ့ခြင်းရှိမယ်ရည်မှန်းချက်စစ်တွေကိုလည်းတွေ့ကျိုးပြနိုင်တယ်။ဆောင်ရွက်လို့ကျိုးရှိမယ်။လေးရည်နဲ့မှာအပြိုင်ဆိုင်မှန်သမျှကြော်ရွားပြီးဘဝထွက်တဲ့မှုရဲ့နှစ်သာရကိုရမယ်။ဝိချေကံကောင်းမယ်။ငါးရည်နဲ့ကသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။ခြောက်ရည်နဲ့အလူမင်္ဂလာကိစ္စပါဝင်ရနိုင်မယ်။မေတ္တာရေးစမ်းပွင့်နိုင်မယ်။ မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျိုးကောင်းသောသတင်းတိုးတက်မှုတွေရှိပြီခုနှစ်နေ့မှာမထင်မှတ်ဖြစ်ပြောင်းလဲမှုတွေရှိလာမယ်ခီးကောင်းနေမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံးစည်းခြင်းချိုးပေးခြင်းကိုကြုံမယ်တနည်းလာနေကနေဗုဒ္ဓနဲ့မွေးစုတွေတပတ်တာအတွင်းကောင်းစွာကိုယ်ကိုချိုးပြလိမ့်မယ်တနည်းကတွင်နေစီနေမွေးစုများကြောင့်စိတ်နောက်ရှိတဲ့ရှိရနိုင်မယ်တတိထားပြီးဆက်ဆံရမယ်သူတို့ တလေးကိုကဏ္ဍချိုးပေးတယ်အဝါလေးမောရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့ထိုးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနည်းမှာတရက်တရက်မှာတမနဲ့ April တရက်နေ့မနဲ့9နိုင်အချိန်မှာဗုဒ္ဓတော်မှာသွားပြီးတော့ပတောက်စနေညွတ်တယ် လိုရာဆူတောင်းဆူတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကလာကိုစနစ်စကြသုံးတန်ရင်အနာဂတ်တစ်နှစ်ကိုလက်ထဲရောက်ပြီကိုအောင်မြောင်ဆောရနိုင်ပြီယေရှုတည်းပါဂျာသာပဒီနေ့ပွေသူအားလုံးမင်္ဂလာပါ2025ဧပြီလ10ရက်နေ့နဲ့9ရက်နေ့အတွင်းဟာဂျာသာပဒီနေ့ပွေသူတွေအတွက်လက်ကောင်းခြင်းကံကောင်းခြင်းလူပြည့်စုံခြင်း ဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝရည်ရွယ်ချက်တို့ရဲ့နှစ်သာရကိုလက်တွေ့ကောင်းထည်ဖော်၍မြင်မှားသောအဆင့်တစ်ခုကိုကူးပြောင်းတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ကံခွင့်ရေးဘဝကံကြမ္မာအခွင့်အလမ်းနဲ့လိုရာပြည့်စုံခြင်းတွေရအခွင့်ရေးရှာဖွေရင်လည်းရရှိမယ်ရှားပိုင်ခွင့်တွေရှာဖွေရင်လည်းတိုးတက်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေကိုလက်တွေ့သုံးချရွေလဲကောင်းသောကာလတစ်ခုဖြစ်တဲ့တရက်နေ့ အဲ့ဒီကအရာရာစင်ပြေခြင်းနဲ့တိုးတက်ခြင်းကံပွင့်တဲ့နေ့နေ့ရက်နေ့အထူးသတိထားမတော်စနေရှိတတ်တယ်။ယာတခဏနေနဲ့လဲဂျုံတတ်တယ်အဲ့ဒီနေ့ကမဟာယဇန်းနဲ့လဲတိုက်ဆိုင်နေတော့အသွားလာဂယူဆိုင်ရမှာပေါ့။အရှိရကုန်တည်သွားဇနေဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင် သွားလာနေတဲ့အထူးပြုဂယူဆိုင်ရမယ်။တော့ယနေ့မှာအရာရာစင်ပြေမယ်။ ရပိုင်권နေပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေရပိုင်권ဟောင်းနေပြန်နေရခြင်းအရဝင်းနဲ့ပတ်သက်သောကောင်းတဲ့ကြုံခြင်း၅ရက်နေငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်း၆ရက်နေရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြုံမယ်၇ရက်နေမှာတော့ဥတီချက်တည်ဆောင်ရွက်သမျှဒီအစဉ်ပြေလင့်ကစားလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောက်နှေးသွားတတ်တယ်တနည်းလာနေရင်ကနေ့ ပုတ်ထူးနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတည်းကတောက်ကြနေမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကိုကြုံနိုင်တယ်။ရှစ်ခုကိုကနန်းတွေအကျိုးပေးတယ်။အနဲ့ရောင်ပြာရင်ရောင်မိခွရောင်တို့ကိုသုံးပြီးတော့အလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ရင်အထူးကျိုးရှိနိုင်မယ်။ဧဘရတ်တည့်ရနေ့တကူးလာရဲ့ပထမအဆုံးသောအင်္ဂါနေ့ ချိုးကြတဲ့တကောဆွမ်းသက်တည်ရှိတဲ့နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဖះစေတီရဲ့ဗုဒ္ဓဟူတော်မှာသွားရောက်ပြီးတော့ပတောင်းညွတ်12ညွတ်တင်ပြီးတော့အလိုရှိရာဆူတောင်းလိုက်ပါအမှန်တကယ်ဆူတောင်းပြည့်ခြင်းနဲ့ကောင်းခြင်းကံကိုရမှာဖြစ်ပါလေယေရှုတင်ပါလေတောက်ချန်နေဖွေသူအားလုံးမင်္ဂလာပါ 2025ဧပြီလ10ရက်နေ့နဲ့9ရက်နေ့အတွဲမှာအပြိုင်ဆိုင်တွေများမယ်။ကိုနဲ့ထိတ်တရင်ဆန်တဲ့သူတွေနဲ့ကြုံရမယ်။ဒါပေမဲ့ကိုကအနိုင်ရနေမယ်။ကိုရဲ့အတွေးယူဆတွေသူများနဲ့လုံးဝမတူဘူး။တခါတည်းဆန့်ကျင်နေလိမ့်မယ်။သူတစ်ပါးနောက်ကိုလိုက်နေခြင်းနဲ့ကိုလန်းကိုထိုးပေါက်ပြီးသားလုံးလိုက်ပါ။ခီးကိစ္စအဆင်ပြေမယ်။ဥတီချက်စစ်အောင်မြင်မယ်။အတိုက်ခံအလုံးကိုကြုံလွှမ်းမယ်။ရှင်မကျက်စစ်တွေရှေ့တိုးလို့လို့ကောင်းမယ်။ ရှားပိုင်ခွင့်နဲ့ပြန်လည်တောင်းဆိုနိုင်တဲ့အခက်အခဲအလုံးကိုထက်ရက်ရင်ဆိုင်ဖြစ်ရှိတိုးတက်မှုကိုရနိုင်တဲ့ကာလဖြစ်တယ်။တရက်နေ့မှာရပိုင်ခွင့်ရခြင်းအခက်အခဲဖြစ်ရှင်းခြင်းဘဝတိုးတက်ခြင်းကြောင့်မယ်။နှစ်ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်အလိုပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီကမဟာယကျန်းအသွာလာကြီးဆိုင်မယ်ရှစ်ရက်ကိုတည်သွားစရာညရှိတတ်တဲ့မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်ကြပို့ပြီးတော့သတိထား တော့ရဲ့နေ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ကိုနဲ့ရေဆိုင်သွားတော့ကိုထိတ်တဲ့ရေဆိုင်ပြီးတော့ကိုအတန်းရနိုင်တယ်လေးရဲ့နေ့တော့တတိထားဝေချေးပေးယူကိစ္စစားတတိထားအငင်းဘွားမယ်ထင်လွဲခံရတဲ့တဲ့ပြဒနာရင်ဖြည့်ရှင်းရတဲ့တဲ့အဲ့ဒီလေးရဲ့နေ့ကရံများမယ်၅ရဲ့နေ့ကျတော့အရာရာရှင်ပြေးသွားပြန်ရောမိကောင်းဆွေကောင်းတွေလည်းအထောက်အကူတွေလည်းရအရာရာကံကောင်းခြင်းတွေလည်း၆ရဲ့နေ့မှာ လူမျိုးခွဲအကျိုးပေးပြောင်းလဲတဲ့တိုးတက်မှုတွေရှိခုနှစ်နှစ်ငွေကြေးလုပ်ငန်းစီးပွားဘဝရေးရာအပြားပြားကောင်းကျင်းကံတွေကြုံမယ်ဒီတစ်ပတ်အတွင်းတင်းငွေတွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တင်းလာကြသာပတိနေမွေးသူတွေစိတ်နှောင့်ရှက်ပေးလိမ့်မယ်နှစ်ခုကိုကနံအကျိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆန္ဒပြပြလုပ်ရလိမ့်မယ်အထူးဆောင်ရွက်ရမယ့်ကိစ္စကဧပြီလ10ရက်နေ့ တကူလာရဲ့ပထမဆုံးအင်္ဂါနေ့အဲ့ဒီနေ့မှာဖျောက်သွားမယ်ဗုဒ္ဓတော်မှာသွားပြီးတော့ဗတောင်းညွတ်၁၂ညွတ်လူမယ်အချိန်မနဲ့၉နိုင်တီတီမှာသွားရောက်လောက်ရမယ်ထူးခြားတဲ့အကျိုးဆက်ကိုရမယ်ဆူတောင်းပြည့်လိမ့်မယ်လက်တွေ့ဆောင်ရွက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ၂၀၂၅ခုနှစ်ဘရလာတရနေ့ရနေ့ ခုနှစ်နှစ်တော်တွင်မှာအပြိုင်ဆိုင်တိုက်ခါလုံးကိုကြော်ပြီးတော့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့နေသားကောင်းကိုကြုံမယ်။ရှင်ပြိုင်မှုမှမြအောင်မြင်ခြင်းရှိမယ်။ကိုလုံးသမျှလူသီးထေရှားဖြစ်မယ်။နာမည်ကြော်ကြားခြင်းကိုလိုလားသူတွေဒီချိန်မှာကိုလုံးတန်ကြော်ကြားသွားမယ်။လှုပ်ဝဲပြီးလှုပ်ရှင်တဲ့သူလှုပ်ဝဲလို့မရဘူး။လူများကိုစောင့်ကြည့်နေမယ်။ကိုလုံးတာအားလုံးကိုလည်းဝေဖန်ကြနေမယ်။ အဓိကတော့ဒီချိန်မှာကောင်းသောအကျိုးပေးသောအနေထားနဲ့ကောင်းသောကြော်ကြားမှုအတွက်ကိုရရှိနိုင်တဲ့ကာလပေါ့ငွေကြေးကိုစုလို့တော့မလွယ်ဘူးစုထားတဲ့ငွေတွေတော့ဒီကာလသုံးပြရမှာဒီချိန်မှာလုပ်တဲ့ကိစ္စသူများအတွက်လုပ်ပြရတဲ့နေထားများနေတရက်နေ့အရာရာရှင်ပြေမယ်လုံးသမျှအောင်မြင်မယ်တိုးတက်မယ်ရှင်ပြေမှုမှန်သမျှလည်းအောင်မြင်လိမ့်မယ်နေ့ရက်နေ့ ်ရန်တိုက်ခံနေတဲ့ကိုထိတိုက်တွေ့တာတိုင်းသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်ဒီမှာနှောင့်နှေးခြင်းချုပ်မယ်အဲ့ဒီမှာလေမဟာယကျန်းနဲ့တိုက်ဆိုင်နေတော့အသွာလာဂရုဆိုင်ရမယ်သူချင်းအရှိရကုန်တည်သွားစရာနေရှိတတ်တယ်မနဲ့ခွန်နိုင်ခွဲနဲ့ကိုယ်နိုင်အတွက်သိတ်သတိထားတော်ရည်နေရတော့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။၄ရည်နေမှာ မထင်မှတ်ပဲခီးကိစ္စဆင်ပြေမယ်။ ရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းနဲ့ကြုံမယ်။၅ရက်နေ့မှာရှီမန်းမထားပဲငွေဝင်လိမ့်မယ်။လက်ပွင့်လိမ့်မယ်။လုတ်ကန်ဆင်ပြေလိမ့်မယ်။၆ရက်နေ့ကရန်တိုက်ကန်နေနဲ့ထိတ်တိုက်တွေ့ရတာကြုံတယ်။ခုနှစ်ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်မှန်တယ်။တုံးသမျှဆင်ပြေမယ်။စတင်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံလိမ့်မယ်။တနည်းလာနေသောကြံနေ့ စနေနေ့မွေးတဲ့သူတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်။လေးခုကိုကနံချိုးပေးတယ်။အညိုရောင်ပြာရောင်နှုတ်တဲ့အောင်တို့ကိုဝှက်ဆင့်သုံးဆွဲပြီးလောရှိရကိစ္စဆောင်ရွက်နိုင်ပါတယ်။တကူးလာရဲ့ပထမဆုံးသောအင်္ဂါနေ့ဖြစ်တဲ့ဧပြီလတရနေ့အဲ့ဒီနေ့မနေ့9ရက်ချိန်မှာဖျားစီတီရဲ့ဗုဒ္ဓတော်မှာပတောင်ဆက်ညွှန်သွားတင်ပြီးတော့အလိုရှိရဆူတောင်းမှာ ဒါမျိုးရပဲခွင့်ခွေရေးကိုရှားတော့ယူပါတနေ့မှမှတရက်တရက်မှမှဒီချိန်လေးမှာစူတောင်းပြည့်တဲ့ကံကြမ္မာလူသားတွေအတွက်မာဆက်ကြဗလာရဲ့စွမ်းတစ်ခုကဖန်တီးထားတယ်အဲ့ဒါလက်တွေသုံးချအကျိုးရှိနိုင်မယ်ကျေးဇူးတင်ပါတယ်